ကျောင်းဆောင်တစ်ခုရဲ့ဘက်မှာတော့ထုံထမ်းနာမည်မေလုံလို့ခေါ်တဲ့ကလေးမလေးတယောက်အေးဆေးထိုင်နေပါတယ်။ဒါပေမဲ့အဲ့ဒီကောင်မလေးကတားမြင့်ချင်းစဉ်ကိုသုံးပြီးတော့ကောင်းကင်နန်းတော်ကိုဆန့်ကျင်ဖို့မိစ္ဆာတွေကိုတွေးထုတ်ရဲဆိုပြီးတော့ကောင်းကင်နန်းတော်စစ်တပ်ကဒေါသထွက်နေပါတယ်။ဒါကြောင့်ဝိဆာနဲ့တီကအစီရင်ဖွဲ့ပြီးတော့မေလုံကိုတိုက်လိုက်ကြပြီလေ။ကလေးမလေးကတော့စူညံလိုက်တာဆိုပြီးတော့နားထဲဝင်တဲ့ပုံမပေါ်ပါဘူး။တစ်ဖက်နားထဲကနေဒုတ်ကိုထုတ်လိုက်ပြီးတော့နရင်ကိုပြေးရိုက်ပြီလေ။ရာသီဥတုချိန်ပြီးပြောင်းလဲစေဆိုတော့ချီးကိုပြောင်းလဲနေလိုက်ဆိုပြီးတက်ချပါတယ်။ မိုးချိုးတွေကောင်းကင်ကိုဆွဲဆောင်ပြီးတော့ရေတွေလှမ်းစေဆိုတော့လေခက်တီတီပဲအကုန်လုံးလန်လိုက်ဆန်းဆိုပြီးတော့စွာတေးလန်လေးကပြန်တိုင်းဖို့လုပ်ပေမဲ့ဒုက္ခချုပ်ခံလိုက်ရတာကြောင့်ကြောက်စင်းအေဂရီကြီးကိုနောက်ွယ်မှာပဲပုံပြီးတော့လှည့်ကွက်တွေတုံးတက်တာလားဆိုပြီးမေးလိုက်ပါတယ်။ကြောက်တဲ့ပုံတော့တစ်စက်လေးမှမပေါ်ပါဘူး။ကြောက်စင်းအေဂရီကတော့အမားကိုပြပြရကောင်းမှမသိဘူးဆိုပြီးတော့လက်ညှိုးကိုထိုးပြီးပြောလိုက်ပါတယ်။မင်းလုံးကလည်းဘာအိပယ်မရှိတဲ့စီးမြင့်နေလဲဆိုပြီးတော့လက်ညှိုးပြန်ထိုးလိုက်ပါတယ်။ပြီးတာနဲ့တိုက်ကြပြီလေ။ဒါကလွန်ခဲ့တဲ့နှစ်သိန်း2000တောင်းလုံးကဖြစ်ခဲ့ပြီးတော့ထုံထမ်းနံမင်းမင်းလုံးကကောင်းကင်နန်းတော်ကိုတောင်းကျမ်းခဲ့တာပါ။တေးရင်တောင်တစ်သက်လုံးကြောက်သွားအောင်လုပ်ပြမယ်ဆိုပြီးတော့လည်းချိန်လိုက်ပါသေးတယ်။ဝိဇာနဲ့တွေကတော့ နမင်းချုံတော်ချင်းစီရင်ကိုဖွဲ့စည်းလိုက်တော့မေလုံတယောက်လူဝများနဲ့တယောက်မရှိနိုင်တော့ပဲနဲ့ကိုကူကူဖောက်ခွဲပြီးတော့ကောင်းကင်တန်းတော်ကိုတွန်းလှန်ဖို့ရွေးချယ်လိုက်တာပါရွှေထုပ်ကတော့ဥက္ကပြန်တိတိလေးဖြစ်ကိုပြောင်းလဲသွားခဲ့တယ်လေ တစ်ဖက်မှာတော့လူတယောက်ကချုပ်ခံထားရပြီးတော့စစ်စေးမြင်းမြန်းခံနေရပါတယ်သူလှုပ်ထားတာမဟုတ်ဘဲနဲ့ဝန်ခံခိုင်းနေတာပါသူ့နာမည်ကတော့ပထမမင်းသားကြီးဝူယူပါအခုမင်းကငါတို့ထုံထမ်းထားခိုင်းရဲ့အောက်တန်းကြဆုံးအစီအကံဖြစ်နေပြီမို့လို့မာနာမကြီးနေနေဆိုပြီးတော့စစ်မေးတဲ့သူကပြောလိုက်ပါတယ်ပြီးတာနဲ့နတ်ချိုးကြကိုအစိတ်ခတ်တက်ပြစ်ခဲ့တာလားဆိုပြီးစစ်မေးနေပြီလေဝူယူကတော့မဟုတ်ဘူးလို့ညင်လိုက်ပါတယ်မင်းအယိုးကပဲမာသလားငါရဲ့ကြောက်ဘက်ကပဲမာသလားဆိုပြီးတော့သူမခံရတိုင်းစော်နေပြီလေ ရိုက်နေတဲ့သူကတော့ကြီးကြပ်ရေးမှုကြောက်ပါအဲ့ဒီချိန်အဖိုးကြီးတယောက်ရောက်လာပြီးတော့သူရောက်တာနှစ်နှစ်ပဲရှိသေးတဲ့အတွက်စီကန်းတွေကိုနားမလည်သေးတာကြောင့်လှုပ်ပေးလိုက်ပါဆိုပြီးပြောလိုက်ပါတယ်။ဝူယူကတော့တောင်းမှန်လည်းမထူးဆိုတာသိတယ်လေ။ဘာလို့လဲဆိုတော့ကြီးကြပ်ရေးမှုကြောက်ကသူ့ကိုပြစ်မှတ်ထားနေတာကြောင့်ပါကြီးကြပ်ရေးမှုကြောက်ကတော့နတ်ဂျိုးစာကိုမင်းကျွေးခဲ့တာမင်းအစိတ်ခတ်တာမဟုတ်ရင်ဘသူဖြစ်နိုင်အောင်မလဲဆိုပြီးစော်နေပြီလေ။ အဲ့ဒီချိန်ဝိဇ္ဇာစစ်သူရောက်လာပြီးတော့မိုးချုပ်တော့မယ်မပြီးသေးဘူးလားဆိုပြီးမေးလိုက်ပါတယ်ကြီးကြပ်ရေးမှူးကတော့ခေါင်းမာလာကြောင့်စိတ်ခတ်တာကိုဝန်မခံသေးဘူးဆိုပြီးတော့ခြေထောက်ကိုတုပ်ပေးရင်ဖားပြီးပြောလိုက်ပါတယ်ဒီလောက်ရိုက်နေတာတောင်တက်ညပေးတယ်လို့ဘာလို့ထင်နေရတာလဲဆိုပြီးထပ်ပြောတော့ချက်ချင်းမေးပါမယ်ဆိုပြီးတော့ဖျက်ဖျက်တလဲဖြစ်ကုန်ပြီလေငါးလမ်းအတွင်းမှာသူ့ရဲ့နှာချိုးကြလင်အားကိုဝီဝီတက်ခဲ့တာလား ကြီးကြိုင်မှုတတ်တာလားသိချင်နေဆိုတော့သူ့အဖို့ပြစ်ပုံချမှာကြောက်ပြီးတော့ပြေးရိုက်ပြီလေရိုက်တာကိုကြည့်မနေနိုင်တော့တဲ့ဘာကြီးဆုံးကဂျားထဲကနေပြီးတော့သူလောက်တာပါဆိုပြီးဝင်ခလိုက်ပါတယ်မျက်စိတိတ်မမြင်ရတာကြောင့်ဝိဇာနဲ့ရဲ့တန်သားရဲ့ကိုကောင်းကောင်းမဆောက်ရှောက်ပေးနိုင်ခဲ့ဘူးလို့ပြောလိုက်ပါတယ်ဘလို့လို့ရမလဲလားတင်ပေးနေတာဆိုပြီးတော့တစ်ချက်ကျွေးလိုက်တာဘာကြီးဆုံးလွင့်သွားပြီလေပြီးတာနဲ့ကြီးကြိုင်ရေးမှုကိုစီကန်းဆိုတာဘာလဲတင်ပေးလိုက်ဆိုပြီးပြောလိုက်ပါတယ်ဘာကြီးဆုံးကိုရိုက်မယ်လို့တော့ချုပ်ထားတာကနေယုံလိုက်ပြီးတော့ဘာဖြစ်ဖြစ်ငါးစီကိုပဲလာဆိုပြီးတော့ကြာဖို့ကိုဖမ်းလိုက်ပြီလေပြီးတာနဲ့သူပဲဆက်တိုက်ရိုက်ခံနေပါတယ်ဘာကြီးကတီးခိုက်ရမယ်ဆိုပြီးနေတိုင်းမာခဲ့တယ်လေ ဒါကြောင့်ကြောက်ချွတ်ရရင်လည်းတီးခံပြီးတော့နတ်ဂျိုးကြောင့်ကိုတတ်ခဲ့တယ်ဆိုပြီးဆွဆွဲရင်လည်းတီးခံမယ်ဆိုပြီးတော့အရိုက်ခံနေရင်ပြောလိုက်ပါတယ်အသက်ခံရတော့မယ်ဆိုရင်တော့တီးခံဖို့ပဲတတ်နိုင်တယ်လေဒါပေမဲ့တေးရင်တော့တယောက်ကိုတော့ခေါ်သွားမှာပဲဆိုပြီးတော့ကြောက်ရွှမ်းကိုထိုးလိုက်ပြီးတော့မင်းရဲ့ခွေးမစားတဲ့စီးပင်းတွေကိုသွားဆမ်းမှာဆိုပြီးတော့ဝိဇာစစ်ထူကိုထိုးဖို့လုပ်နေတော့မှရင်ဘက်ကထုတ်ချင်းပေါက်သွားပြီလေ ဟူ၍ကိုဂိုင်းရစီမင်းချိုးဖောက်လို့ချက်ချင်းကွက်မြက်လိုက်တယ်ဆိုပြီးတော့ဝိဇာစစ်သူကပြောလိုက်ပါတယ်ပြန်လှည့်ထွက်တော့သူ့အကိုကြီးကဆောင်းရှောက်ဖို့လွတ်ထားတဲ့ဘေးကတယောက်ကိုသွေးဆွန်းသွားလို့ဆိုပြီးပြဿနာရှာနေသေးတယ်လေကောင်မလေးကတော့အကိုခန်းကအရေးပေါ်ခြေနေမှာအသက်ကယ်ခိုင်းဖို့ခိုင်းထားတာဆိုပြီးပြန်ပြောလိုက်ပါတယ်ဘာကြီးဆုံးတယောက်ဟူ၍ရဲ့အုပ်ကူကိုမိပြီးတော့တေးရီတောင်းနေပါတယ်သူ့တသက်မှာသားသမီးမရှိခဲ့တော့ဟူ၍နဲ့တားအဖလို့ဖြစ်နေပြီလေတန်ဖိုးရှိတယ်ပစ္စည်းလည်းဘာမှမရှိတာမို့ဘိုးဘွေးတွေတဲကလက်ဆင့်ကမ်းလာခဲ့တဲ့အုပ်ကပြန်တန်ဆုံးကိုဟူ၍ကိုပေးလိုက်ပါတယ် တကယ်တော့ဝူယီကအရှိန်နန်းတော်ရဲ့အင်ရှိဆံမင်းသားနေရာကနေဖြာရူးကိုဖယ်ရှားခံရပြီးတော့တုံးရွက်ကနေစစ်တပ်ထဲကိုရောက်လာတာပါအခုလိုတေးရတဲ့အတွက်ဝူယီတယောက်ခံမြင်းပြီးတော့မကြေနပ်ဘူးလေအသက်ရှင်ရမယ်ဒီကောင်းကင်ကြီးကသူ့မျက်လုံးကိုဖုံးကွယ်လို့မရစေရဘူးဆိုပြီးတော့ဘီမေကြီးကိုလည်းနှလုံးသားကိုမြုပ်နှံဖို့ကြောက်စေရမယ်အဲ့လူတွေအားလုံးသူ့ရဲ့တိုက်ပွဲဝင်လို့စိတ်ကိုတီးစေရမယ်လို့ကြုံဝါလိုက်တဲ့အချိန်ပါပဲငါကကောင်းကင်နန်းတော်ဝိဇာနယ်မြေရဲ့မြောင်းဘရင်ကန်ရှိသူအမွေဆက်ခံပြီးတော့ရွှေလိုမပြည့်စည်နိုင်တဲ့ခန္ဓာကိုယ်ချင်းစဉ်ကိုရရှိလိမ့်မယ်ဆိုတဲ့အတန်နဲ့အတူဝူယီရဲ့ပက်လယ်မှာရွှေရောင်စာသားတွေပေါ်လာပြီးတော့ခန္ဓာကိုယ်ကိုသက်ဆင်ပေးနေပြီလေ နိဗ္ဗာန်သုံးချိန်ကိုခံယူမန္တန်ကျင်းစင်အလုံးရဲ့တစိမ့်ကောင်းကင်ကငားပိုင်မယ်ဆိုပြီးတော့ဝူကြီးတယောက်တာမန်လူတွေရဲ့အထက်နေရာကိုရောက်သွားပြီလေတစ်ဖက်မှာတော့ဘာကြီးဆုံးစီကိုကြောက်ရွံ့ရောက်လာပြီးတော့မင်းစကားဆိုဝူကြီးကနားထောင်နေမလားဆိုပြီးတော့သူ့ကိုခေါင်းတလားတွေကထွက်လာပြီးတော့ငါ့ကိုလာရိုက်ခိုင်းလေဆိုပြီးလောင်နေပြီလေဘာကြီးဆုံးကတော့လူတောင်တည်သွားပြီးပြီဘာလို့ချင်နေသေးရလဲဆိုပြီးမေးလိုက်ပါတယ်ကြောက်ရွံ့ကတော့ဘာကြီးဆုံးကိုပါ ဝီရီစီကိုပို့ပေးခြင်းနေပုံမှာပဲရိုက်ချဖို့လုပ်လိုက်ပြီမဲ့ရွှေရောင်လင်းတန်းထွက်လာပြီးတော့သူပဲနောက်ကိုလွှဲသွားပြီလေခေါင်းတလားပေါက်ကွဲသွားပြီးတော့ဝီရီပေါ်လာတာပါပြီးတာနဲ့မျက်လုံးပွင့်လာပြီးတော့မင်းခွနာကပြောတာဘသူ့ကိုပြန်ဆုံစည်းအောင်ပို့ပေးမှာဆိုလားဆိုပြီးပြန်မေးလိုက်ပါတယ်ကြောက်ရွံ့ကတော့တက်တိခဲပါပဲလူလားသက်စီလားခရူးဆိုင်မနေပါဘူးနောက်တစ်ခေါက်ထပ်တက်လိုက်ရင်ပြီးတာပဲဆိုပြီးတော့ဒုံးနဲ့ပြေးရိုက်ပြီးမဲ့လက်တစ်ချောင်းနဲ့ပဲကားလိုက်ပြီးတော့တောက်စကားတကယ်များလာပဲလို့ပြောလိုက်ပါတယ်ပြီးတာနဲ့လူလည်းနောက်လွင်သွားပြီးတော့ရှော့သွားပြီလေ ဝူယီကဘာကြီးဆုံးကိုပြေးထူတော့မြင်မြန်ထွက်သွားဖို့ပဲပြောလိုက်ပါတယ်အသက်ပြန်ရှင်လာပြီးတော့ကြောက်ရွံ့ကိုတက်လိုက်တာဆိုတော့ခိုင်းကတိသွားခဲ့ရင်သွားချီလိုတောင်သွားလို့ရမှာမဟုတ်တော့ဘူးလေဝူယီကတော့ဘာကြီးဆုံးကိုဂယူးဆိုင်တာပါဆိုပြီးလက်ကမ်းပေးလိုက်ပေမဲ့ဘာကြီးဆုံးကတော့လက်ကိုရိုက်ချပြီးတော့မပြေးဘဲထက်နေရင်သူ့ကိုယ်သူကြောက်တိုင်တဲ့ခေါင်းနဲ့တိုက်ပြီးတေးပြလိုက်မယ်ဆိုပြီးချင်းချောင်းလိုက်ပါတယ်ဝူယီကတော့အထာနဲ့နေတဲ့ယုံနဲ့ဒီနီးလန်းကိုပဲအချိန်ထောင်နဲ့ချီပြီးသုံးခဲ့ပြီးကြောင်းကိုပြောပြလိုက်ပါတယ်အဖိုးကြီးကိုခေါ်ပြီးတော့ဘလို့လောက်ထွက်ပြေးမှာလဲဆိုတော့တောယူနိုင်ငံကနေ ထုံထမ်းထားခိုင်းအထီထွက်ပြေးလာတာအခုနောက်တစ်ခေါက်ထပ်မပြေးကျင်တော့တဲ့အကြောင်းကိုပြန်ဖြေလိုက်ပါတယ်နောက်တစ်လနေရင်လုံသားအဖြစ်ဂိုင်းဝင်စာမျိုးပဲရှိတယ်လေကျင်းသေးပေါင်းထင်ပေါ်အောင်လုပ်မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်ပါတယ်သွေးကြွေးကိုသွေးနဲ့ပဲပြန်ဆက်မယ်လေရေကန်ဘေးကကြောက်တော့မှမထိုင်ပြီးတော့ဗာကြီးဆုံးစီကရတဲ့အုတ်ကပြန်တန်တုံးကိုထုတ်ကြည့်လိုက်ပြီးတော့အမွေဆက်ခံထားတာဆိုတော့တာမန်ရတော့မဟုတ်လောက်ဘူးဆိုပြီးပြောလိုက်ပါတယ်ဟိုဟိုဒီဒီခောက်ကြည့်လိုက်တော့ဆူညံလိုက်တာဆိုပြီးတော့ချွေရောင်လင်းနဲ့နေထွက်လာပြီးတော့သူ့လက်တခြားနေရာကိုရောက်သွားပါတယ်အထဲမှာတော့မြောက်ရုပ်ထူကြီးနဲ့အတူအလင်းနဲ့နေထွက်လာပြီလေမတိတတ်တဲ့လူသားဆိုတဲ့အတန်ထွက်ပေါ်လာပါတယ်နှစ်တန်းပေါင်းများစွာကြာတာတော့ဘသူမှငါအရှိန်ရဲ့မျက်စိတွေကိုမဝင်ဘူးမင်းဆိုတဲ့က ောင်လေးကန်ကောင်းပြီးတော့ငါရှင်ရဲ့အမွေကိုရရတယ်ဆိုတဲ့အတန်နဲ့အတူပြဿနာကိုမေလုံထွက်လာပြီလေ။ ်တန်လာရကိုလိုက်ရှာပြီးတော့ပြောနေတဲ့မင်းလုံကိုဂုတ်ကဆွဲမလိုက်ပြီးတော့မင်းကဘသူလဲငတုံးလေးဆိုပြီးတော့မေးလိုက်ပါတယ်မင်းလုံကတော့လွန်ခဲ့တဲ့နှစ်သသိန်းကတကူးရှင်တန်ပေါင်းများစွာကိုကြောက်ရွံ့စေတဲ့နိုင်မဲကျော်မိစ္ဆာနဲ့ဆိုမင်းလုံမဲဆိုပြီးတော့သူ့ကိုယ်သူကြွားလိုက်ပါတယ်မလွတ်ပေးရင်တစ်ချက်ထဲနဲ့တက်ပြစ်မယ်ဆိုပြီးချိန်ကြောင်းနေတော့လွှတ်ချလိုက်ရပြီလေအောက်မကြခင်မှာပဲပြန်တက်လာပြီးတော့လက်သီးနဲ့ထိုးလိုက်ပြီမယ်လူကောင်ကသေးတော့မနိုင်မြန်ပါဘူးနိုင်မဲကျော်လူဆိုးကတော့အနိုင်ကျင့်ခံနေရပါပြီမင်းဘလောက်ဆွဲလဲပြဆိုပြီးပြောတော့တောထဲမှာတော့တားရဲတွေနဲ့တိုင်ရင်နဲ့တင်ပေးနေပြီလေသိပေးပြီးရတယ်အရန်နှိမ့်တာပဲဆိုပြီးစိတ်တိုင်းမကြဖြစ်နေပါဘူးတကယ်ညံ့တာပဲဆိုပြီးဝေဖန်လိုက်ပါတယ်တလမှာအဆင့်30ပဲတိုးတက်လာတ ယ်လေသူအရင်တုန်းကလို့ဆိုပြီးတော့ကြွားဖို့လုပ်နေတော့မှနားမထောင်တော့ဘဲနဲ့ဟိုဘက်ကနေဘာလို့ဒီလောက်ဆူညံနေရလဲဆိုပြီးဆက်ဆူလိုက်ပါတယ်မင်းလုံကတော့နေရဆွမ်းဆာနေဆိုတေလန်းချတယ်လို့ပဲဆိုပြီးအားပေးလိုက်ပါတယ်အပြင်ဘက်မှာပဲဆိတ်ချလက်ချလေးချင်းကိုပြောလိုက်ပါတယ်တစ်ဖက်မှာတော့ကောင်မလေးတရားဝဲဝန်နေတဲ့တိုက်ခိုက်နေပါတယ်သူကိုယ်တိုင်လည်းဒဏ်ရာတွေရနေပါတယ်ငါကတက်တက်လွတ်စားတဲ့များထင်နေလားဆိုပြီးတော့စီနင်းကျွန်းစင်တာတိုင်းနဲ့ဝဲဝုံနဲ့ကိုတိုက်လိုက်ပါတယ်။ဒါပေမဲ့ဝဲဝုံနဲ့ကတော့တစ်ချက်ရိုက်ချလိုက်ပါတယ်။ ကောင်မလေးတရဝင်းကျင်ဆွမ်းရည်နေကုံသွားပြီမလို့အချိန်နေမဟန်တော့ပါဘူးဘောဘုံနဲ့ကခုံအုပ်တဲ့ချိန်မှာပဲဝီးတရောက်တော့တချောင်းနဲ့ရောက်ချလာပြီလေကောင်မလေးကိုလက်ကမ်းပြီးလိုက်ပြီးပြေးလိုက်ပါတော့တယ်အခုသူကိုယ်တိုင်ကလည်းအဆင့်၃ပဲရှိသေးတာလေဘောဘုံနဲ့ကအဆင့်၆ပါဝီးဝီးကဆရာသူအမကိုဘာဖြစ်နေရလဲဆိုပြီးပြေးလိုက်ပါတယ်ဘောဘုံနဲ့ကထိန်ချုံမှုကနေလွတ်နေတဲ့ပုံမျိုးပါဆရာသူအမလည်းတေချာတော့မသိပါဘူးသူကဝင်းကျင်သားရဲ့တွေရဲ့လှုပ်ရှားမှုကိုစုံစမ်းမှုလာခဲ့တာလေဒါပေမဲ့မတော်တဆမှုတစ်ခုဖြစ်သွားပါတယ်ဂုံပုတ်ပြီးပြေးနေရင်လည်းနာမည်ဘလို့ခေါ်လဲဆိုပြီးပြေးလိုက်ပါတယ်ကောင်မလေးရဲ့နာမည်ကစူးဆိုပြီးပြန်ပြေးလိုက်ပါတယ်ဘောဘုံနဲ့ကလည်းနောက်ကနေတောက်လျှောက်လိုက်နေတော့မှာပဲတပည့်လေးဖင်းနေဖနောက်တ ตาတဲ့ကြအောင်ပြေးနေတာတွေ့တော့သူ့ဆရာကခေါင်းလှည့်မရိုက်ဖ ೇನೆ ဘာလို့ပြေးနေရလဲဆိုပြီးပြောနေပြီလေဘလို့တတို့တို့ပြောပြောပြန်မတိုက်ဖ ೇನೆ ဇာတိုက်ပြေးနေပါတယ်နာကြီးလာပြီလေအရန်စကားများလာပဲလို့ပြောလိုက်တော့ကောင်းမလေးကသူ့ကိုပြောတဲ့ထင်သွားပါတယ်ပြေးရင်နဲ့ ၆ကဘာစုံကိုရောက်သွားပါတယ်မပြေတော့ပဲဆရာသူအမဆူးကစီးနှင်းကျွေစင်တာတိုင်းခွက်နဲ့ထပ်တိုက်ပါတယ်ဝူရီကလည်းဒုံနဲ့တစ်ချက်ပြီးတစ်ချက်စောနေပြီလေဒုံမှာစွန့်ရင်နေဆူလာပြီးတော့ဝဲဝန်ကလည်းလေးပေါ်မြောက်တက်သွားပြီလေပြန်ကြလာတော့ဝဲဝန်နဲ့အတူနှစ်ကောင်သားအောက်ကိုပြုတ်ကျသွားပါတယ်တစ်ကိုင်းကိုကင်လိုက်ပြီးမြေကျိုးကျပြီးတော့ပြုတ်ကျသွားပြန်ပြီလေညဘက်ရောက်တော့ဝူရီတယောက်ငားခေစားဖို့လုပ်နေရင်လေဒီလိုဝှစ်ဆူနေနေရင်အေးအေးမိလိမ့်မယ်ဆိုပြီးပြောလိုက်ပါတယ်ဆူကတော့အဖက်မလုပ်ပါဘူးငားခေကိုကျွေးတော့လေစကားပြန်မပြောပါဘူး မင်းဘာလို့စကားမပြောတာလဲဝိညာဉ်ဆွမ်းအားကုန်သွားတာကစိတ်ကိုထိခိုက်စေနိုင်တယ်ဆိုတော့စကားရမ်းများလာပဲဆိုပြီးဟောက်ခံလိုက်ရပါတယ်ပြီးတာနဲ့ငါးခင်ကိုဆွဲယူပြီးတော့စားနေပြီလေဘာလို့အစောတုန်းကအတင်းကြချင်းရတာလဲဆိုပြီးတော့စူးတကြောင်နားမလည်နိုင်ဖြစ်နေပါတယ်ဒါရကိုလှလှပပလေးစီးပေးလိုက်တော့ကောင်မလေးသဘောကျနေပြီလေပြီးတာနဲ့ဘာလို့ဒီကိုရောက်နေတာလဲဆိုပြီးတော့မေးလိုက်ပါတယ်ချင်းညာနေတော့တောနဲ့ထဲမှာတိုက်ခိုက်တဲ့နေကြားတာကြောင့်လာကြည့်တာဆိုပြီးဖြေလိုက်ပါတယ်ဆရာတို့အမဆုကတော့အချိန်နောက်နေပြီးတော့တဲလုံစာပြောက်ကုန်မှာဆိုတာကြောင့်စိတ်ထုတဲ့စကားပြောပြီးထွက်သွားပြီလေဒါကိုကြည့်ပြီးတော့မင်းလုံကနေမှာဆွဲလဲနေရောကရှိနေရမလားဆိုပြီးမေးလိုက်ပါတယ်ဘာလို့လဲဆိုတော့ဆရာတို့အမနောက်ကနေလိုက်သွားတာကြောင့်ပါ တနေရာရောက်တော့တကယ်ပဲဒီနေရာမှာဝိညာဉ်သားရဲတွေဘလောက်တောင်တည်ခဲ့တာလဲဆိုပြီးဝူယူကပြောလိုက်ပါတယ်။ဂိုင်းထဲမှာတော့အရင်ကအမတ်တာစီထူရဲ့ကြောက်ရိုက်ချက်ကသူ့ကိုတည်မတန်းနိုင်ခဲ့ပါဘူး။တကယ်ကန်ကောင်းတာပဲဆိုပြီးတော့တပြက်စီးလဲနေတဲ့ဝူယူကိုကြည့်ပြီးအတင်းပြောနေကြပါတယ်။မကြသေးခင်ကပီပေါတောင်မှာဝိညာဉ်သားရဲတွေတိုက်ပွဲဖြစ်ပြီးတော့ကြောက်ရွှဲတည်သားတယ်လို့ထင်နေကြတာပါ။ခဏနေတော့ဝိဇာစစ်ထူရောက်လာပြီလေ။ ဘာကြီးဆုံးကလည်းဝူယီကိုတိုးတိုးတိတ်တိတ်နေဖို့ပြောလိုက်ပါတယ်မနှက်ဖြတ်ဆိုရင်လှုပ်သားစာမေးပွဲပါဒါကြောင့်ပြဿနာမဖြစ်စေချင်တာပါဝူယီကတော့ထိတ်တဲရင်ဆိုင်ဖို့ကိုပဲယူလိုက်ပါတယ်ဝိဇာစစ်တူကမင်းမသိသေးဘူးပဲဆိုပြီးတော့ဝူယီကိုပြောလိုက်ပါတယ်အစီကံကောင်လေးတယောက်ကိုတော့မတက်နိုင်ဘူးဒါမှမဟုတ်ငါလုံးမယ်ဆိုပြီးကြီးလိုက်ပါတယ်ဝိဇာစစ်တူကရှေ့ကိုတိုးလာပြီးတော့မင်းအယိုးတွေချိုးပြီးတော့အလေးချိန်ဘယ်လောက်ရှိလဲချိန်ကြည့်အောင်မယ်ဆိုပြီးကြိတ်လိုက်တော့ဝူယီကစွမ်းရည်တွေကိုထုတ်ပြီးတော့စမ်းကြည့်လိုက်လေဆိုပြီးပြောလိုက်ပါတယ်အဲ့ဒီချိန်တောင်ထွတ်တခင်မှာဆူရောက်လာပြီလေဝူယီတယောက်ဘာတွေဆက်ဖြစ်မလဲဆိုတာနောက်တစ်ပိုင်းမှာဆက်လက်ဆောင်ကြည့်ပေးပါဦးကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားကြပေးပါဦးခင်ဗျာ